ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ပြောကြမယ့်အကြောင်းညာကလူတွေတတော်များများရောထွေးပြီးသုံးနေကြတဲ့စကလုံးသုံးလုံးကြောင့်ပဲဖြစ်ပါတယ်အဲ့အရာတွေကတော့ narcissist psychopath နဲ့ sociopath တို့ရဲ့တကယ်ကွာခြားချက်ကဘာလဲဆိုတာပါပဲလူတော်များများကလည်းဒီနာမည်တွေကိုတစ်ခုနဲ့တစ်ခုအတူတူပဲလို့ထင်ပြီးသုံးနေကြတာဒါမဲ့တကယ်တမ်းကျတော့အဲ့အရာတွေကလုံးဝကိုကွဲပြားခြားနားရဲ့အခြေအနေတွေပြ ဆိုတော့ဒီနေ့မှာအဲ့ဒီကွာခြားချက်တွေကဘာတွေလဲဆိုတဲ့အကြီးကမေခုံးကိုအဖြေရှာသွားကြမယ်။ကဲဒီအကြောင်းအရာတစ်ခုလုံးကိုလုံးဝရှင်းလွှားအောင်လို့ အလွယ်ဆုံးနဲ့အရေးကြီးဆုံးမှတ်ထားရမယ်။စီမင်းတစ်ခုကိုအရင်ပြောပြမယ်။အဲ့ဒါကဘာလဲဆိုတော့ psychopath dying ဟာ narcissist ဖြစ်တယ်။ဒါပေမဲ့ narcissist dying ကတော့ psychopathic မဖြစ်ဘူးဆိုတာပါပဲ။ဒါကိုဒီဒီလျှောက်လုံးအကြအဓိကတော့ချက်အနေနဲ့ခေါင်းနဲ့ထည့်ထားလိုက်ပါ။ ။ဟုတ်ပြီ။ဒါဆိုရင်ပထမဆုံးအနေနဲ့ narcissist ဆိုတာဘယ်လိုလူစားမျိုးလဲဆိုတာနဲ့စလိုက်ကြရအောင်။ဒါကိုတည်တည်ချာချာနားလည်သွားရင်လေကျန်တဲ့နှမျိုးကိုခွဲခြားရတာပိုပြီးလွယ်သွားလိမ့်မယ်။အဓိကကတော့သူတို့ရဲ့ပြဿနာကကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုနဲ့ပတ်သက်နေတာပဲ။ narcissist ဆိုတာကိုအခြေခံအားဖြင့်ပြောရမယ်ဆိုရင်ပေါ့နော်။သူတို့ဟာကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုကိုထိန်းညီတဲ့နေရာမှာအခက်အခဲရှိနေတဲ့တွေ့တွေပါ။အဲ့လိုဖြစ်နေတော့ဘာတွေဆက်ဖြစ်လာလဲဆိုတော့သူဘာရဲ့ခံစားချက်ကိုနားမလည်တတ်တာကိုကိုကိုအကြီးအချင်းကြီးနေတာအခွင့်အရေးပိုယူချင်တာ မောင်းမာတာပြီးတော့တခြားသူတွေစီကအတိအမပြုမှုကိုအမြဲတမ်းလုံလုံရှားနေတာမျိုးတွေဖြစ်လာရောဒီမှာဒီမှာအရေးကြီးဆုံးကွာခြားချက်ရောက်လာပြီ နာစစ်တွေကလည်းတခြားနှမျိုးနဲ့ဘာမှမတူတာကသူတို့မှာအပစ်ရှိတယ်လို့ခံစားတတ်တယ်အချက်ရတဲ့ဆဲလည်းရှိကြတယ်အထူးသဖြင့်သူတို့ကိုလူတွေကဘယ်လိုမြင်မလဲဆိုတာကိုအယံစိုးရင်တော့အချက်ရတဲ့ဆဲကပုံများတာပေါ့လူတွေအမြင်မှကိုပုံရိပ်ကြမှာကိုသူတို့လုံးဝမကြိုက်ဘူး နောက်တစ်ဆင့်တက်ပြီးဆိုက်ကိုပက်အကြောင်းပြောကြည့်ကြရအောင်သူတို့ကကြတော့ narcissist ထပ်ပိုးပြင်းထန်တဲ့အခြေအနေတခုလို့သတ်မှတ်လို့ရတယ်ပြီးတော့သူတို့ကအတိတ်ဖက် premise ဆိုရင်သူတို့မှာရှိတဲ့အရာတွေထက်မရှိတဲ့အရာတွေနဲ့ပိုပြီးလွယ်တယ်ဒီနှစ်ခုကြားကွာခြားချက်ကစိတ်ခံစားမှုပိုင်းမှာဆိုရင်လုံးဝကိုတည်တည်တာတာပဲဥပမာ narcissist ယောက်ကအမားလုံးမရင်တောင်းအနည်းဆုံးတော့လူအမြင်မှာပုံရိပ်ကြမှာဆိုလို့ဘယ်သူမှမထိခိုက်ရင် ကောင်းမှာပဲဆိုပြီးတွေးကောင်းတွေးနိုင်သေးတယ် ။ Psychopath ကတော့ဘသူထိခိုက်ထိခိုက်ငါကလို့မဆိုင်ဘူးဆိုတဲ့သဘောထားမျိုးပဲ။သူတို့မှာအပြစ်ရှိတယ်လို့ခံစားတဲ့စိတ်အရှက်ရတဲ့စိတ်ဆိုတာလုံးဝကိုမရှိတာ။စိတ်ဝင်စားစရာကောင်းတာကသူတေသနာတွေရ Psychopath တွေဟာဒီလိုဖြစ်ဖို့မွေးကလေးကပါလာကြတာလို့ဆိုပါရတယ်။ဆိုလိုတာကသူတို့ရဲ့အာယုံကြောစနစ်တစ်ဆောပုံကထားမလို့တဲ့နဲ့မတူဘူးဆိုတဲ့သဘောပဲ။သူတို့ရဲ့ဇီဝကံမပိုင်းဆိုင်ရာကွာခြားချက်ကိုကြီးလိုက်ရင်ပိုရှင်းသွားမယ်။သူတို့မှလေတာမန်လူတွေလို တိုက်မလားပြင်းမလားဆိုတဲ့ fight or flight response ဆိုတာမရှိဘူးစီကံတစ်ခုခုကိုဖောက်လိုက်တဲ့အခါလုံးခုန်လေးအယံမြန်လာတာမျိုးဖိအားတွေများလာတဲ့အခါလက်ဖွားမှာချွေးဆေးတွေပြန်လာတာမျိုးလုံးဝမဖြစ်တတ်ဘူးအဲဒါကြောင့်လေသူတို့ကလေနေတာလားဆိုတာကိုစစ်တဲ့စက်တွေကိုအေးအေးဆေးဆေးကြော့ဖြတ်နိုင်ကြတာဒီကွာချချက်ကဘလောက်ထိတောင်ပြင်းထန်လဲဆိုတာကိုဥပမာတစ်ခုပေးရရင်သူတို့မောင်းနေတဲ့တာနောက်ခန်းထဲမှာအလောင်းတလောင်းတာရှိနေတယ်ဆိုပါစို့အဲ့ဒီချိန်မှာရဲကတာစစ်ရင်တောင် စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်တတ်တဲ့ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုမျိုးလုံးဝလုံးဝပြမှာမဟုတ်ဘူး။အဲ့ဒီလောက်ထိသူတို့ရဲ့ဇီဝကမာကတည်ငြိမ်နေနိုင်တာ။ဟုတ်ပြီ။အခု social path အကြောင်းကိုဆက်ရအောင်။ psychopath တို့ရဲ့အဓိကကွာခြားချက်ကိုချက်ချင်းပဲမိမောင်းထိုးပြပြီးဆက်လိုက်မယ်။ဒီနှစ်ခုကိုခွဲခြားဖို့အလွယ်ဆုံးနဲ့အစွမ်းအထက်ဆုံးနည်းလမ်းကတော့ဒီချက်ပဲ။ psychopath ကမွေးရပါဖြစ်ပြီး social path ကတော့ပဝန်းကျင်ကြောင့်ဖြစ်လာတာ။ psychopath တွေမှာ အသက်15နှစ်မပြည့်ခင်ကတည်းကလက္ခဏာတွေစပြတတ်ပေမဲ့ဆိုရှယ်ဘက်ကတော့အရင်ကလူကောင်းတယောက်ဖြစ်နိုင်တယ်။နောက်မှအပေါင်းအသင်းမားပြီးဖြစ်လာတာမျိုးဖြစ်နိုင်တယ်။ဆိုရှယ်ဘက်တယောက်ထိလာစီတဲ့ပဝင်းချင်းဆိုင်ရာလမ်းကြောင်းကတော်တော်ရှင်းပါတယ်။အရာလုံးကကျန်တာနဲ့ပဝင်းချင်းမှာကြီးပင်းရတာကနေစတာပဲ။အဲ့ဒီနောက်မှာအသက်ဆက်ရှင်တန်းသူအတွက် ရာဇူးမှုတွေကိုတင်ယူလာရတယ်။တကအလေကျတော့မိသားစုဒါမမို့ပဝင်းချင်းကိုယ်တိုင်ကလေချင်းတင် जा ပေးတယ်လို့တောင်ဖြစ်သွားတတ်တယ်။ ။နောက်ဆုံးမှာတော့ဥပဒေမဲ့အခြေအနေတစ်ခုကသူတို့အတွက်ပုံမှန်မဝတ်လို့ဖြစ်သွားတော့တာပဲ။ဒါဟာမွေးရပါဖြစ်တဲ့ဆက်ကုပ်ပဲထင်းနဲ့လုံမကိုကွဲပြားတဲ့လမ်းကြောင်းတစ်ခုပေါ့။ကဲခုနကပြောခဲ့တဲ့အယူဆတွေကလက်တွေ့ဘဝမှာဘယ်လိုမျိုးအကျိုးတက်ရောက်မှုရှိလဲဆိုတာကိုတကယ့်ဖိယမန်ဇလန်တပိုနေရှင်းပြကြည့်ရအောင်။ဒီဇလန်ကကလဲစားချိတတ်တဲ့ကြီးစားဟောင်းတရားအကြောင်းပေါ့ပထမတစ်နှစ်မှာအမျိုးသားတယောက်နဲ့တွဲခဲ့တယ်ဒါပေမဲ့သူကနည်းနည်းထူးဆန်းလာလို့လမ်းခွဲလိုက်တယ် အဲ့ဒီနောက်တစ်နှစ်လုံးမှာအဲ့ဒီမျိုးသားကသူမဘူအရင်ကထက်အဆက်ဆက်အရာရာပိုကောင်းအောင်ပိုပြီးဂရုစိုက်ပြခဲ့တယ်။ဆိုတော့တတိယနှစ်မှာပြန်တွဲဖြစ်သွားရောအဲ့ဒီချိန်မှာသူကပြည့်ပြည့်စုံတဲ့အမျိုးသားတစ်ယောက်လိုပဲ။ဒါပေမဲ့တနေ့ပြင်းနေပလည်နေမှာပဲသူကလမ်းခွဲစကားပြောကြီးတုံးလို့ဆရာစကားတခုကိုပြောခဲ့တယ်။သူပြောတာလားငါမင်းကိုဒီတစ်လျှောက်လုံးကစားနေခဲ့တာဘာလို့လဲဆိုတော့မင်းရဲ့နှလုံးသားကိုချေမို့ပြစ်ချင်လို့ပဲတဲ့။ဒါကနောင်တဆိုတာလုံးဝမရှိပဲ အခုကြကြစီစဉ်ထားတဲ့ရက်ဆက်မှုကိုပြလိုက်တာပဲအဲ့ဒီတော့ဒီဇလန်းကန်နေပြီးတော့မေးစရာမေးခွန်းတစ်ခုထွက်လာတယ်သူတစ်ပါးရဲ့ခန်းစားချက်ကိုနားမလည်နိုင်ပဲနဲ့လူတစ်ယောက်ကတခြားတစ်ယောက်ကိုဘယ်လိုလုပ်ပြီးထိခိုက်နေနိုင်အောင်လုပ်ချင်နိုင်မှာလဲဒီညမှာအရေးရဲ့ချစ်တဲ့ကွာခြားချက်တစ်ခုကိုရှင်းပြရမယ်အဲ့ဒါကတော့စာနာမှု empathy နဲ့နားလည်မှု understanding ကြောင့်ခြားနာချက်ပဲ empathy ဆိုတာကတစုံတစ်ယောက်နဲ့အတူတူခန်းစားပေးတာ understanding ကတော့တစုံတစ်ယောက်ဘယ်လိုခန်းစားနေရလဲဆိုတာကိုသိနေတာ ဒုတိယတစ်ခုကစိတ်ခံစားမှုမပါဘူးသိမြင်မှုတတ်သက်ပဲအဲ့ဒီလိုသိနေတာကြောင့်ပဲ psychopath တွေကတတော်ကိုထီရောက်ခဲ့လျက်စားသူတွေဖြစ်နေကြတာဒီလိုသိမြင်နိုင်နိုင်စွမ်းကြောင့်သူတို့ဟာလူတယောက်ရဲ့အားနည်းချက်တွေကိုအလွယ်တကူဖတ်နိုင်တယ်သူတို့လိုချင်တာရဖို့ပုံတင်ညိုဒီလိုပဲအခြေအနေနဲ့လိုက်ပြီးအယောင်ပြောင်းနိုင်တယ်ပြီးတော့သူတို့အမြင်မှာဒီကဘာကြီးဆိုလားသူတို့ရဲ့ဆန္ဒတွေဖြည့်ဆည်းပေးဖို့အတွက်ကိရိယာတစ်ခုလိုပဲ အဆုံးသတ်အနည်းနဲ့အရိကကွာခြားချက်တွေကိုအနစ်ချုပ်ပြန်ကြည့်ကြရအောင်အရာအလုံးကအချက်တရားဆိုတဲ့ခံစားချက်ပေါ်မှာပဲမူတည်နေတာတွေ့ရလိမ့်မယ်။ narcissist ကအချက်တရားကိုခံစားရတယ်။ psychopath ကအချက်တရားဆိုတာမှပါပဲမွေးဖွားလာတယ်။ sociopath ကတော့အချက်တရားကိုလီလူရှုတတ်အောင်ပတ်ဝန်းကျင်ကပုံသွင်းခံလိုက်ရတာ။ဒီတခုတည်းတော့စိုက်ခံစားမှုကပဲသူတို့ရဲ့လမ်းကြောင်းတွေကိုလုံးဝကွဲပြားသွားစေတာပါ။ဒါဆိုရင်အနစ်ချုပ်အနေနဲ့ဇာတ်နဲ့ပြန်ကြည့်လိုက်ကြရအောင်။ဇမီအယ နာဆစ်ဆစ်ကကိုကိုကိုတံပိုးထားမှုပြကြမှာကနေလာတယ်။ psychopath ကမွေးရပါပဲ။ sociopath ကတော့ပုံဝင်ကျင်ကြောင်းဖြစ်လာတာ။အပြင်းနဲ့အရှက်စိတ်မှာနာဆစ်ဆစ်မှမရှိတဲ့ဇာတ်နေရောင်မှမရှိဘူး။နောက်ဆုံးသူတို့ကိုလွန်ဆော်တဲ့အရာကတော့နာဆစ်ဆစ်အကျွက်ကအတိမတ်ပြုမှု psychopath အကျွက်ကအာနာနဲ့အကျိုးအမြတ် sociopath အကျွက်ကတော့ရှင်သန်ရေးနဲ့အကျိုးအမြတ်ဆိုပြီးတယောက်နဲ့တယောက်ကွဲပြားနေကြပါတယ်။ဒီတော့ဒီနေ့ရဲ့အဓိကမှတ်သားသွားရမယ့်အချက်ကတော့ ဒီစကလုံးသုံးလုံးဟာအပြန်လန်သုံးဆွဲလို့ရတဲ့အရာတွေလုံးဝမဟုတ်ဘူးဆိုတာပါပဲ။တခုချင်းစီမှာသူ့ရဲ့မတူကွဲပြားတဲ့ပြုမှုပုံစံနဲ့ဟုံဆောင်မှုတွေရှိနေပါတယ်။ဒါကြောင့်ဒါဒီဟာတခုတည်းမဟုတ်ပဲရှင်းလင်းတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တည်နဲ့ကွဲပြားနေတဲ့လူစရိတ်ပုံစံသုံးမျိုးဖြစ်တယ်ဆိုတာကိုအမြဲတရားစေချင်ပါတယ်။ကဲနောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုနဲ့အဆုံးသတ်လိုက်ပါစီ။ အကယ်၍သူတို့ဟာစိတ်ခံစားမှုနဲ့ဆွဲဆောင်မှုရှိတဲ့အပြုမှုတွေကိုအပြည့်အနာစာမရှိအတုခိုးနိုင်မယ်ဆိုရင်ကိုယ်ဆက်ဆက်နေရတဲ့သူဟာတကယ်တမ်းမှဘယ်လိုလူစားမျိုးလဲဆိုတာကိုဘယ်လိုများတိတိကျကျသိနိုင်မှာပါလဲ။